ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်ကပေါ့ပေါ့ပပလေးနဲ့မှတ်ရလွယ်ပြီးတော့ပေါ့နော်တိထားပြီးပြီဆိုလို့ရှိရင်လည်းအရင်အတော့ဝင်မဲ့စကလုံးလေး၁၀လုံးကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်၁၀လုံးပဲဆိုမယ်လုံးဝအထင်မသေးသင့်ဘူးပေါ့နော်တိပြီးသွားပြီဆိုရင်ကျွန်တော်ဟာဟင်းဆိုပြီးတော့ဖြစ်သွားစေမယ့်စကလုံးလေးဖြစ်တဲ့အတွက်အဆုံးထိတေချာပေါက်ကြည့်ပေးဖို့အတွက်မြတ်တရားခံပါတယ်အဲ့တော့ကျွန်တော်အဖြေတို့တန်းပြီးတော့မပြောဘူးပေါ့နော်ဒီတစ်ခါကကြာတော့အားလုံးနဲ့အတူတူဘာလေးဖြစ်မလဲဆိုတဲ့ဥစ္စာကိုစဉ်းစားပြီးတော့အတူတူမှန်းပြီးတော့အဖြေကို တွေးကြည့်ကြမယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ပထမဆုံးစကားလုံးလေးရေးထားတယ်အဲဒီစကားလုံးလေးပေါ့နော်အရှိမခန်းကြီးလေးနှလုံးရှိရအနောက်မှာ death ဆိုပြီးတော့ရှိနေတယ်ဘာဖြစ်မယ်လို့ထင်လဲနာနီနာနီ death အာရှက်ခန်းကြီးလေးအရကျွန်တော်တို့တည်ထားပြီးသားနာဂါရဲရုဆိုတဲ့စကားလုံးလေးပေါ့နော်စီးစင်းတဲ့ဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့အနောက်ကစကားလုံးလေးကကြတော့အရှိကြောက်တုံးဆိုတဲ့စကားလုံးလေးဖြစ်နေတာအဲ့တော့အဲ့နှစ်ခုကို death ဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုဖတ်ရင်ကောင်းမလဲ ခေါင်းထဲမှာအဖြေလေးပေါ်လာလားဒါမဲ့ဒါတိပြီးသွားပြီဆိုဟာဆိုပြီးတော့ဖြစ်သွားစီမစကလုံးလေးဖြစ်တယ်နော်အာဒါကလေးသူအရှိစီးစင်းနေရဲ့ကြောက်တော့ဘာဖြစ်မလဲဆိုတော့အဖြေမှန်ကတန်တန်さすがですさすがですဟုတ်ပါတယ်ကျွန်တော်တယောက်ယောက်ကိုအာကိုထင်ထားတဲ့အတိုင်းပဲတုံတယောက်ကလုံနိုင်သွားတယ် 过天黑嘞，大门都个堵嘞，所以看嘛，就起九嘞这个农历一年嘞，每年比较比较特殊。啥时个的斯呢？这个东西啊，这个比较像我们老婆，然后天黑嘞，大门弄哪一年？然后说比较起九嘞这个农历啥时个的斯嘞？这个农历噶，看见呢，伊嘞是路线，是个拿过来住嘞呢，那个一时嘞呢。 နော်အဲ့တော့တခါတလေကြရဲ့ဟိုနာဂါရဲတုနဲ့အီရှိနေတဲ့ဆိုပြီးတော့ကိုစီကို message ဝင်လာလို့ရှင်တော့ဘာပြောရလဲမသိဘူးဆိုပြီးတော့ဖြစ်သွားစရာမလိုတော့ဘူးအဲ့တော့ခန်းကြီးလေးနဲ့အတိတ်ပဲလေးနဲ့တခါရဲတွဲပြီးတော့မှတ်ထားလိုက်ပါနော်ဒါအမြင်နဲ့ကြားနေပြောနေရဲစကားလုံးလေးဖြစ်တဲ့အတွက်ခန်းကြီးလေးနဲ့တော်တော်များများပေါ့နော်ကျွန်တော်ဂျပန်မှာလည်းဂျပန်လူမျိုးတွေတအားခန်းကြီးနဲ့ရေးကြတာအများကြီးတွေ့ဖူးတယ်ဖြစ်တဲ့အတွက်ဒါလေးတည်ထားပြဖို့လိုအပ်ပါတယ်အဲ့တော့မှန်လားအဖြေအဲ့တော့ဒုတိယမိကွန်းလေးတူတူဆက်ပြီးတော့ကြည့်ကြည့်ရအောင် ခန်းကြရမ်းလွယ်တယ်စခိစမ်းစေးပါပါတယ်စမ်းလေးเนาะနောက်ကဇုနဲ့ပါလေးနဲ့စခိစုဘာစုလဲဘာစုလဲအဖြစ်မှန်ကမဇုဖြစ်ပါတယ်မဇု မဆုကျွန်တော် and fight တရားတိခဲ့တဲ့မဆုပထမအဆုံးအရင်ဆုံးဆိုရယ်မဆုဆိုရယ်ခန်းကြီးလေးပေါ့နော်သူ့စကလုံးလေးကိုခန်းကြီးလေးနဲ့ရေးမယ်ဆိုလို့ရှိရင်ဒီစခိဆိုရယ်စကလုံးလေးအနောက်မှာဇုဆိုပြီးတော့တင်ရထည့်လိုက်လို့ရှိရင်သူကမဆုလို့ဖတ်ပြီးတော့ပထမအဆုံးအရင်အဆုံးဆိုရယ်စကလုံးလေးဖြစ်ပါတယ်မဆုက ရင်ဆုံးပေါ့နော်ဆိုရဲစကားလုံးလေးဒါလေးကိုမှန်မယ်လို့ထင်တယ်မှန်လားမမှန်ဘူးဆိုလို့ရှင်ဒါဒါတိဖို့လိုအပ်တယ်ပေါ့နော်ဒါကျွန်တော် unfile တော့တော့ဆိုလို့ရှင် sense တင်တော့အာအိုစာခီနီဆိုပြီးတော့စာခီအရင် sense အာစာခီနီဥမာရဲသူ sense ဆိုပြီးတော့ကျွန်တော်အဲ့လိုခန်းကြီးလေးချပြီးကြက်တယ်ပေါ့နော်ဒါပေမဲ့ဒါလေးကို unfile တော့တခါတည်းကြက်ထားလိုက်လို့ရှင် တော်တော်လေးအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဂျပန်လူမျိုးတွေတော်တော်လေးကိုခန်းကြီးနဲ့လှလှပပလေးရေးကြတာဖြစ်တဲ့အတွက်ဒါမျိုးလေးတွေတေချာပေါက်နှစ်ဖူးတွေတူတူတွေ့ရမယ်အစိပ်ပိုင်းလေးဖြစ်ပါတယ်အဲ့တော့တတိယမိခွန်းလေးကြည့်ကြည့်ရအောင်နော်တတိယစကလုံးလေးကဘာဖြစ်မလဲအနောက်ကမီနီတဲ့အရှိမဘောင်လေးထဲမှာအိုးခီးလေးဝင်နေတာခမတို့ဒုက္ခရောက်တာလားဒုက္ခရောက်တာကဘောင်လေးထဲမှာလူဝင်နေလို့ရှင်တော့ခမတို့ဖြစ်တာဒီလားဒါပေမဲ့တော့ဘောင်လေးထဲမှာအိုးခီးလေးဝင်နေတာဒုက္ခရောက်တာမဟုတ်ဘူးဘာပါလဲ ်ဘာဖြစ်မှာထင်တယ်မီနီတယ်အဲ့တော့ဒါလို့သိရဆိုရင်တော်တော်လေးခန့်ကြီးကြွယ်ဝရယ်လို့ပြောလို့ရတယ်ဖြေမှန်ကချီနာမီနီချီနာမီနီစကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်စာရေးတဲ့အခါမှာပဲဖြစ်ဖြစ်ချီနာမီနီဒါနဲ့လေစကားမဆက်အဲ့ဆိုပြီးတော့ကျွန်တော်တို့ပေါ့နော်အဲ့လို intro အနေနဲ့ဝင်တဲ့စကားလုံးလေးပေါ့နော်ချီနာမီနီဆိုရင်ဟာလေးကိုလည်းတော်တော်များများခန့်ကြီးနဲ့ရေးတာလေးတွေတွေ့ရပါတယ်အထူးသဖြင့် email တွေ၊ rosary တွေတွေရေးတဲ့အခါမျိုးမှာပေါ့နော်အဲ့တော့တွေ့ရတဲ့တဲ့ ဒါလေးလည်းမှတ်ထားပေးပါအောင်เนาะအထက်မှာရှီတိုလေးနဲ့ဆိုလို့ရှိရင်ကကြတော့ခိုမာဒုဆိုပြီးတော့ဖြစ်တာအထက်မှာအိုခီလေးနဲ့ဆိုရင်တော့ချီနာမီနီရဲ့ခန်းကြီးလေးဖြစ်သွားရယ်ပေါ့เนาะဒါဆာမိုဘွဲမှာလည်းအမြဲတမ်းဟို multiple choice တွေမှာလည်းတွေ့ရတဲ့တဲစကားလုံးတွေဖြစ်တဲ့အတွက်ဒါလေးတည်ထားလို့ရှိရင်အရင်ဟိုအကျိုးများစီမှာပါနောက်ထပ်တစ်ခုကြည့်ကြည့်မယ်เนาะဝါ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 ဘိုင်တော့ဘိုင်တော့ဟိတာကနာလည်းမပါတော့ဘူးเนาะအာဒါလေး ။ तू ကလည်းဆောဆောမဆုဆိုတဲ့စကားလုံးလေးလိုပဲ။ and file လောက်ထဲကရင်းနှီးနှီးတုံးလာတဲ့စကားလုံးလေး။သူ့ကိုခန်းကြီးနဲ့ရေးလိုက်တော့မှဒါဟိုတခါမှမသိတဲ့ဒီဇိုင်းလေးလိုဖြစ်သွားတာပေါ့နော်။အဲ့တော့အဖြေမလေးကိုမြန်ပြောကြည့်မယ်။ဖြေလေးက မတဲ့ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော် အရင်တော့ပြောခဲ့တဲ့ခါရမတဲ့ဆိုရင်မတဲ့ပေါ့နော်ဘယ်အထီဆိုတဲ့ဥစ္စာလေးကခန်းကြီးနဲ့ရင်ဒီဥစ္စာလေးဖြစ်ပါတယ်အဲ့တော့တခါတလေကြလို့ရှင်ရင်ဥမာပေါ့နော်အဲရခုကြီးမတဲ့ဆိုလို့ရှင်အဲ့လို6နာရီအထီဆိုတဲ့အခါမျိုးမှာအဲ့လိုမျိုးခန်းကြီးလေးနဲ့တွေ့ရတတ်တယ်ပေါ့တချို့တချို့ တော်တော်လေးအဲတချို့တွေကြောက်လို့ဟီရာကနာနဲ့ရေးရလို့လည်းရှိတယ်တချို့တွေကြောက်ခန်းကြီးနဲ့ရေးရဝါနာပါရလို့လည်းရှိတယ်ဆိုတော့အဲ့တော့ဒီခန်းကြီးလေးကလည်းနဘူးတွေတူတွေတွေ့ကောင်းတွေ့ရလောက်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုလည်းမှတ်ထားပြပါမြင်လို့ရှင်ဟာဆိုပြီးဖြစ်သွားလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့မတယ်ဆိုတဲ့စကားလုံးကအရင်ကလုံးဝလွယ်တဲ့စကားလုံးဖြစ်တဲ့အတွက်သူတို့ကတမင်လှလှလေးရေးချင်တဲ့အခါမျိုးမှာဒီလိုမျိုးခန်းကြီးလေးနဲ့ထည့်ပြီးရေးလေးရေးထားရှင်ပေါ့နော်အဲ့တော့မတယ်မှာလည်းခန်းကြီးရှိတယ်ဆိုတဲ့ဥစ္စာလေးကိုမှတ်ထားပြလို့ရှင်ဒါအရင်ကိုအဲအဆင်ပြေပါလိမ့်မယ်နောက်ထပ်တစ်ခုကြည့်ကြည့်အောင် อืมဒါကတော့တိတိတယ်လို့ထင်တယ်ဒါကတော့တိတိတယ်အနောက်ကဥစားလေးကကျွန်တော်များသောဖြင့်ဟီကျော်ကူချီလို့ပါတော့မှာပါတယ်ဟီဆိုတဲ့စကားလုံးလေးဖြစ်တဲ့အတွက်ဒါလေးကိုမှန်းနိုင်လို့ရှင်ရပြီအဲ့တော့ဘာလေးဖြစ်မယ်ထင်လဲ3 2 1ဟုတ်ပါတယ်အဖြစ်မှန်ကဇဟီ တေချာပေါက်ဆက်ဆက်ဆိုရဲစကလုံးလေးဖြစ်ပါတယ်အဲ့တော့ဇေဟိအဲ့တော့ကျွန်တော်အမြင်နဲ့ခန်းကြီးမှာပြောလို့ရှိရင်ပြောလို့ပြောထားရှိတဲ့စကလုံးလေးရှိတယ်သူ့မှာကအတိတ်ပဲနှစ်ခုရှိတယ်ပေါ့နော် unfile လောက်တော့ကျွန်တော်တီးခဲ့တာကဇေဟိတေချာပေါက်ဇေဟိတေကတာ size ဆိုတေချာပေါက်လာပါဆိုရဲစကလုံးပေါ့နော်အဲ့တော့ဇေဟိတေချာပေါက်ဆက်ဆက်ဆိုရဲစကလုံးလေးဒါပေမဲ့ဒီဇေဆိုရဲစကလုံးလေးကသူကအကောင်းဆိုရဲစကလုံးလေးဖြစ်ပြီးတော့ဒီအနောက်ကဟိကကြောင့်အဆိုးဆိုရဲစကလုံးလေးပေါ့နော်သူကအဲ့တော့ဇေဟိအိုတူဦးဆိုလို့ရှိရင်အကောင်းအဆိုးကိုမေးတယ်အဲကောင်းကျိုး ဆိုးကျိုးကိုအဲ့လိုမျိုးပေါ့နော်ဆုံးဖြတ်တယ်ဆိုရအတိတ်ပဲမျိုးလေး ਨੇ ဇဲဟီဆိုအကောင်အဆိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးသုံးတဲ့အခြေအနေမျိုးလေးလက်ရှိရပေါ့နော်အဲ့ဒါကြတော့ n1 n2 လောက် level ဖြစ်သွားရပေါ့နော်အဲ့တော့ဒါလေးမှတ်ထားပေးပါဇဲဟီခန်းကြီးလေးမှတ်ထားပေးစေချင်တာပေါ့နော်အဓိကကတော့ဒါလေးရှိတယ် okay နောက်ထပ်တစ်ခုကြည့်ကြည့်ရအောင်အိမနောက်ကစကလုံးလေးကတော့အိမဒါကတော့အမြင်နဲ့မြင်ဘူးလေးရှိမဲ့ထင်တယ်ပေါ့နော်ကျွန်တော်လမ်းနေပါရီမှာဆိုလို့ရှိရင်ဟိုတချို့ နေရာတွေမှာဆိုရင်လက်ရှိရှိနေတဲ့အချိန်ပေါ့နော်အခုဘယ်ချိန်လဲဆိုတဲ့ဥစ္စာနိုင်စင်တော့မဟုတ်ပါဘူးအဲ့လိုမျိုးနိုင်ရှိတဲ့နေရာတွေတော်တော်များများဂျပန်မှာဆိုလို့ရှိရင်လည်းတွေ့ဖူးတယ်အဲ့တော့အဲ့ကြလို့ရှိရင်သူတို့ကထာတာအီမာနော်ជីကိုခုဆိုပြီးအဖြစ်မှန်ကကြတော့ထာတာအီမာဆိုတဲ့စကားလုံးလေးပေါ့နော်လက်ရှိဆိုတဲ့အချိန်မျိုးဖြစ်ပါတယ်ထာတာအီမာဆိုတာကခန်းဆိုင်ကိုပြောတာပေါ့နော်လက်ရှိလက်ရှိအဲ့တော့မတ်မတ်ဆန်နေ今လုံးဝလုံးဝအခုလက်ရှိအခြေအနေပေါ့နော် at the moment ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ ကျွန်တော်တို့အိမ်ပြန်ရောက်လို့ရှင့်အမြင်နဲ့လေတာတိုင်းမှာလို့ပြောပြောကြတယ် ိမ်ပြန်ရောက်ပါပြီဆိုပြီးတော့ပြောကြအဲ့ဟာကဘယ်ကနေစဉ်းသက်လာလဲဆိုတော့ထာတာအီမမိုဒူရီမတ်တာအခုပြန်ရောက်ပါပြီဆိုရဲအရှိစကပ်လုံးပေါ့နော်အဲ့ဒီကနေမှကျွန်တော်တို့ကအနောက်ကမိုဒူရီမတ်တာအထိမပြောဘဲနဲ့ထာတာအီမဆိုရဲဥစားလေးကထာတာအီမဆိုပြီးတော့အိမ်ပြန်ရောက်ပါပြီဆိုပြီးတော့စကပ်လုံးလေးဖြစ်သွားပေါ့နော်အဲ့တော့ကြတော့ဒီထာတာအီမဆိုတာအခုကိုပြောတာဖြစ်တယ်ထာတာအီမမိုဒူရီမတ်တာပေါ့နော်အဲ့တော့ကိုကလူကြီးတွေရှေ့မှာပေါ့ယင်ချင်းချင်းနဲ့အဲ့ထာတာအီမကိုပြောချင်တယ်ဆိုလို့ရှိရင်ထာတာအီမတိတ်ပြီးတော့မယင်ချေဘူးပေါ့နော်အဲ့တော့ယင်ချင်းချင်းပြောချင်တယ်ဆိုလို့ရှိရင်ထာတာအီမ မိုတိုရီမတ်တာဆိုပြီးတော့ပြောပြလို့ရတယ်ပေါ့နော်အဲ့တော့ဒီခန်းကြီးစလုံးလေးလည်းမှတ်ထားပေးပါအရှိမခုချီလေးကိုပေါ့နော်အောက်မှာခုံလေးပေါ်မှာတင်ထားတာဆိုလှတယ်။အိုးဒါတိတလို့ပဲဘယ်မှာတိရလဲခီနိုးမှာမြင်ဘူးတယ်ဟုတ်အရှိရစကလုံးလေးကစကခုနန်းတို့ဘာလို့မှစကခုလေးအနောက်ကအိမာလေးနဲ့စကခုအိမာဟင်းဘယ်လိုဖတ်မလဲအိမာကိုဘယ်လိုဖတ်လဲကျွန်တော်အဲ့တော့ဒီစကလုံးလေးကဘယ်လိုဖတ်ပြရမှာလဲဆိုတော့လေ စကွန်ဆိုပြီးတော့ဖတ်ပြရမှာဖြစ်ပါတယ်။တွေ့ရခဲတယ်ပေါ့နော်။တွေ့ရခဲတယ်ဒါပေမဲ့အဲ့လိုစာရေးတဲ့အခါမျိုးတွေပိုင်းမှာတွေ့ရတတ်တယ်။အတိတ်ဘယ်က these days ဆိုတဲ့စကားလုံးလေးပေါ့နော် now days ဆိုတဲ့စကားလုံးမျိုးလေးအဲ့လိုလက်ရှိအချိန်ပေါ့နော်အခုကာလရက်ပိုင်းမျက်မှောက်ခေတ်တို့ပါတော့အဲ့လိုမျိုးအ စကလုံးလေးနေနဲ့တုံးကျင်တဲ့ခါမျိုးမှာဒီမျိုးစခွန်းဆိုပြီးတော့ရေးကြတာမျိုးရှိတယ်ပေါ့နော်တော်တော်များများတော့ဂန်းဆိုင်ဆိုပြီးတော့ကျွန်တော်လက်ရှိကာလဆိုပြီးတော့ရေးကြတာမျိုးများတယ်ဒါပေမဲ့တချို့နေရာတွေမှာဒီမျိုးစခွန်းဆိုတဲ့စကလုံးလေးတွေ့လို့ရှင်ကျွန်တော်ကလေဘာလို့ဘာကြောင့်ဒီမှာထည့်ပြောရလဲဆိုအရန်နှမျောလို့ပေါ့နော်အရှိကစကလုံးကလည်းလွယ်တယ်နောက်ကစကလုံးကလည်းလွယ်တယ်အဲ့နှစ်ခုပေါင်းပြီးတော့လေလွယ်ပေမဲ့လည်း တစ်ခေါက်တော့မသိထားဘူးဆိုလို့ရှိရင်မြင်လို့ရှိရင်နည်းနည်းလေးကြောင်သွားတတ်တော့ဒါလေးကိုသိထားစီချင်လို့ဒီမှာထည့်ပေးထားဖြစ်ပါတယ်ဆခွန်ဆိုရယ် vocab လေးပေါ့နော် these days ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်အခုရက်ပိုင်းအခုမျက်မှောက်ခေတ်ဆိုရယ်စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးလည်းမှတ်ထားပေးပါအော်ဒါလေးကတော့သမင်ကြိုက်လို့ဆိုပြီးတော့ထည့်ထားတဲ့စကားလုံးလေးဖြစ်ပါတယ်ဘလို့ဖတ်မလဲသူရီနောက်ကကာရာဘလို့ဖတ်မလဲအဲ့တော့ဒီစကားလုံးလေးက ရုပ်ရှင်ကြည့်ရလို့ဆိုရင်တော့တော်တော်လေးအဲရင်းနှီးမဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်။သူကထိုရီရဲ့ဆိုပြီးတော့ဖတ်ပြရပါတယ်။တစုံတယောက်ရဲ့အားတာချက်တစုံတယောက်ရဲ့အဲ့လိုမျိုးပေါ့နော်။ထူခြားချက်များသောဖြင့်လူတွေအတွက်တုံးတယ်ပေါ့နော်။တစုံတယောက်ကသူ့ရဲ့ကျွမ်းကျင်တဲ့အရာမျိုးပေါ့နော်။ထိုရီရဲ့တော့အာထူဆိုလို့ရှိရင်သူကသူ့မှာဆိုလို့ရှိရင်သူကအပကြီးဆွဲတတ်တာလားတချင်းဆိုတတ်တာလားသာသဖြင့်ပေါ့နော်။တစုံတယောက်မှာလူတိုင်းတိုင်းမှာသူ့ရဲ့အားတာချက်ဆိုတဲ့အဥ္စာမျိုးရှိတတ်တယ်ပေါ့နော်။အဲ့တော့ထူခြားချက်အားတာချက်ဆိုတဲ့စကားလုံးလေးကိုဒီထိုရီရဲ့ပေါ့နော်။တမင်ထူ တော်တော်လေးပေါ့သူ့ရဲ့အားတချက်လို့ပြောလိုက်လို့ရှင်အဲ့လိုသူကဘယ်လိုပြောမလဲကျောင်းအရင်တော့တည်ထားတဲ့လို့ချောတန်းဆိုပြီးတော့ကိုယ့်ရဲ့အားသာချက်ဆိုတဲ့ဥစ္စာလေးနဲ့နည်းနည်းကွာတယ်သူကနည်းနည်းလေးပေါ့နော်အဲ့လိုမျိုးပါရမီအရာပါလာတဲ့အဲ့လိုထူးခြားချက်လေးပါလေးဆိုလို့ရှင်သူရီအဆိုပြီးတော့တုံးတယ်ပေါ့နော်ဒါလေးလဲရုပ်ရှင်တွေပါကြည့်လို့ရှင်မြင်လဲတွေ့ရတဲ့စကားလုံးလေးဖြစ်တဲ့အတွက်ဒါလေးလဲမှတ်ထားပေးပါအောင်နော် ဒါတော့တွေ့ရခဲတဲ့စကားလုံးလေးဖြစ်တယ်။နာအက်ဂျစ်တစ်နဲ့ဒါပေမဲ့အခုဒီဗီဒီယိုကြည့်နေတဲ့သူက and 2 and 1ကိုကိုမမရီဆိုလို့ရှင်တော့တိထားတဲ့လို့ထင်တယ်။ဘာလို့ဆိုဆောင်းပွဲမှာမေးလောက်တယ်ပေါ့နော်။အဲ့တော့ and 5 and 4 and 3ကိုကိုမမရီကလည်းဒါမကျက်လို့ကျက်စရာမလိုဘူးမဟုတ်ဘူးနော်။တိထားပြီဆိုရင်ကွာနေထိုင်အော်တိုအပေါ်ရောက်သွားမှာ။အဲ့တော့ဒါလေးကအဖြေလေးပြောပြမယ်ဆိုလို့ရှင်သူက ဆိုတော့တွေ့ရခဲတယ်ဆိုရဲစကားလုံးလေးဖြစ်တဲ့အတွက်မာတယ်ဆိုပြီးတော့ပေါ့နော်ရုပ်ရှင်တောင်ရှိတာမသိဘူးအလိုမာတယ်ဆိုရဲရုပ်ရှင်လေးအဲ့တော့မာတယ်ဆိုတာက rare ပေါ့နော် r a r e rare ဖြစ်လေဖြစ်တာခဲတယ်ဆိုရဲစကားလုံးလေးပေါ့နော်ခိုရီဝမာရဲနာခုတူတာဆိုလို့ရှင်ဒါကဖြစ်လေဖြစ်တာ ိတ်မရှိတဲ့ကိစ္စရဲ့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့ not addicted လေးအနေနဲ့ဒီလိုမျိုးလေးတစ်လုံးနဲ့အဲ့လိုလှလှလေးတုံးပါတယ်အဲ့တော့ဒါလေးကခန်းကြီးလေးလေးလှတယ်ပေါ့နော်တစ်ခါလေးကြာလို့ရှင်လို့တော်တော်များများရေးတဲ့အခါကျရင်ထည့်ပြီးတော့အဲ့လိုမျိုးလေးတစ်လုံးနဲ့နဲ့ပပလာတက်တဲ့အတွက်ဒါလေးတိထားရဆိုလို့ရှင်လို့တော်တော်လေးတနေ့နေ့မှာအရန်ကိုအဆင်ပြေသွားမှာနော်အဲ့တော့ဒါလေးလက်မှတ်ထားပြပါဦးဒါနောက်ဆုံးစလုံးလေးဖြစ်မယ်ထင်တယ်ဒါလေး ဟဲမြင်ဘူးတလို့မျိုးလေးပဲရူတယ်ဘလို့ရူရမလဲမသိဘူးเนาะအဲ့အလေးကိုဘာမှမြင်ဘူးနေရလဲဆိုတော့ကျွန်တော်ခိစုတ်ခုတို့ဘာတို့မှမြင်ဘူးနေရစီမင်းစီကန်းတို့ဘာတို့မှမြင်ဘူးနေရစကလုံးလေး and 3လောက်ထဲကမြင်ဘူးတယ်ယင်းနည်းနည်းကိုမြင်ဘူးတယ်ခိစုတ်ခုတို့ဘာတွေဆိုခုလေးဖြစ်ပါတယ်ဒါပေမဲ့သူ့ရခွန်းရောင်မိကိုကြာတော်တော်များများမသိကြဘူးပေါ့เนาะမတိကြအောင်ဆိုတာကကျွန်တော်များသောဖြစ်ရအဲ့လိုမျိုးသူခိဆုတ်ခုဆိုပြီးအတွဲလိုက်လေးတွေ့ရတော့ပေါ့ဒါလေးကိုသိပြီးတော့မတိကြဘူးအဖြစ်မှန်က နော်တူတူဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်သူကစီမင်းစည်းကမ်းကိုလိုက်နာတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့အတိတ်ဘယ်ကစီမင်းစည်းကမ်းလိုက်နာသည်များသောဖြင့် level မြင့်လာရင်ပြန်ပြီးတော့တွေ့ရတက်တယ်ပေါ့ and 3လောက်တော့ကျွန်တော်ကခိဆိုခုဆိုပြီးတော့ပဲကြက်ထားရဲဆိုပေမဲ့ and 2 and 1ရောက်လို့ရှင်ဒီလိုမျိုးခွင့်ရုံမီလေးနဲ့ပြန်ပြီးတော့တွေ့ရတက်တယ်ပေါ့เนาะသူ့ကိုအဲ့တော့ဒါလေးကို အဲအခုတည်းကခွံ့ရမီရောအုံရမီလေးရော တခါတည်းတွဲပြီးတော့မှတ်ထားလို့ရှင် level မြင့်လို့ရှင်တော်တော်လေးကိုအဆင်ပြေသွားမှာဖြစ်ပါတယ်ဒီစကလုံးလေးတွေကမထင်းနဲ့တော့ n2 n1 ကိုကိုမောမရယ်ဆိုလို့ရှင်ဆောင်းပွဲမှာအမြဲတမ်းအမှတ်ဖမ်းနေပေါ့နော်အမှတ်အမှတ်ပြေမရအောင်သူတို့ဖမ်းထားတဲ့အချက်လေးဒါဒီလိုစကလုံးလေးဖြစ်ပါတယ်ဒါလေးတည်ရယ်ဆိုလို့ရှင်ဒါဟိုကြောင်ကြောင်ကြားပေါ့နော်တချို့ဟာလေးတည်ရယ်ဆိုလို့ရှင် အမှတ်ပြေရဖို့လည်းဒါအများကြီးထောက်ကူပြုမယ်ပေါ့နော်အဲ့တော့အဲဘလို့သဘောရပါတယ်လဲဒီနေ့၁၀လုံးပေါ့နော်၁၀လုံးအားလုံးနဲ့တူတူမှန်းခဲ့တာဖြစ်ပါတယ်ဒီလိုဗီဒီယိုလေးထပ်ပြီးကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကွန်မန့်လေးမှတ်ခဲ့ပေးပါဦးဒါကတော့ပထမဆုံးအနေနဲ့အဲတင်ဆက်လိုက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အကဲသဘောကျရဆိုလို့ရှိရင်နောက်ထပ်အဲ့လိုထူးထူးခြားခြားစကားလုံးလေးတွေကိုပေါ့ပေါ့ပါလေးတူတူမှတ်ရအောင်လीနော်